မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ14ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်ဆက်တက်ကအာရှလမ်းမကြီးကိုပြန်လည်ဖွင့်လှစ်ရန်လှုံ့ဆော်နေတယ်ဆိုတဲ့သတင်းများကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာပြီးတဲ့နောက်မနေ့ကထိုင်းမြန်မာနယ်စပ်တောင်ရင်မြေကမ်းဘေးမှာရှိတဲ့ BGF ငယ်ကြားစောက်တက် gate နဲ့ KNU KNLA PC gate များကိုစစ်တပ်နဲ့ဌာနပေါင်းစုံကဝင်ရောက်စစ်ဆေးမှုများလှုံ့ဆော်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဝါလာ73ရက်နေ့မနက်ပိုင်းမှာမြဝတီနယ်ဆက်တောင်ရင်ချောင်းကန်နဖူးမှာအထိုင်းချဖွင့်လှစ်ထားတဲ့ BGF Gate, KNU, KNLA, PC Gate နဲ့ကြားဖြတ်ရုံများကိုစစ်တပ်ထွေးအုပ်ရဲအပါဝင်ဌာနပေါင်းစုံအဖွဲ့များကဝင်ရောက်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။စစ်ဆေးရမှာနှစ်ဖက်ညှိနှိုင်းပြီးမှစစ်ဆေးခဲ့ခြင်းဖြစ်ပြီးတော့မြည်သည့်ဖမ်းဆီးမှုအရေးယူမှုများမရှိဘဲနဲ့ဂိမ်းများကိုတွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းသာဖြစ်တယ်လို့သိရပါတယ်။ BGF ရော PC ကရောခွင့်ပြုတယ်။ စစ်ခွေးတွေကလည်းလိုက်ကြည့်တာပဲလို့တာဖမ်းဆီးအရေးယူတာဘာမှမရှိဘူးသူတို့ကမမြင်ဘူးလို့လိုက်ကြည့်တဲ့သဘောမျိုးပဲစစ်ခွေးတွေလာမဲ့အချိန်မှာဒီဘက်ကလူတွေအားလုံးရှင်းပေးထားတယ်ကြည်ပြီးပြန်သွားတော့မှ BGF နဲ့ PC ကပြန်ပြီးနေရာယူတယ် ဖော်ရှုံးလောက်တာမျိုးလိုပဲထင်ပါတယ်လို့မြောက်ရီအခြေစိုက်စည်ရေးသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ဒါအပြင်အခုရက်ပိုင်းအတွင်းမှာအာရှလမ်းမကြီးကိုပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်စစ်တပ်ကစ조사နေပြီးတော့ BGF, KNU, KNLA, PC နဲ့ DKBA တို့ကလည်းအာရှလမ်းမကြီးဖွင့်လှစ်မှုမှာအကျိုးအမြတ်များကိုစစ်တပ်ကပေးရရှိနေတယ်လို့သိရပါတယ်။အာရှလမ်းမကြီးဖွင့်ဖို့လုပ်နေပါတယ်အခုကြားတာကအော်တိုဘားလ16ရက်နေ့လိုလို18ရက်နေ့လိုလိုကြားထားတယ်အာရှလမ်းမကြီးမှာ BGF DKBA နဲ့ PC တွေကို ဂိတ်တွေနဲ့အပိုင်စားနေရာတွေပေးမယ်လို့သတင်းတွေထွက်နေပါတယ်ဖြစ်နိုင်ပါတယ်ဒီအာရှလမ်းမကြီးပြန်လဲစိုးမိုးနိုင်အောင်လို့သူတို့ကစစ်တပ်ကိုအထောက်ပံ့ပေးခဲ့တာပဲပုံမွေလင်းလင်းပြောရရင်တော့စစ်တပ်ကသူတို့လက်လွတ်ထားရမယ်အတူတူကရင်လက်နက်ကိုင်တွေကိုတွေးခွဲပြီးတော့နေမြေအပိုင်စားနဲ့စီးပွားရှာခွင့်ပေးလိုက်တာပဲ တဖက်မှာလဲ KNU ကိုအင်အားချင်းနေအောင်လုပ်တဲ့သဘောလို့မြင်တယ်လို့မြောက်ရီစီရေးသတင်းရင်းမြစ်ကရှင်းပြထားပါဗျ။စစ်ကောင်စီကကျင်းပရန်ပြင်ဆင်နေတဲ့ရွေးကောက်ပွဲကို BGF နဲ့ DGBA အပါအဝင်စစ်တပ်နဲ့အစဉ်ပြေနေတဲ့ကရင်လက်နက်ကိုင်အချို့ကထောက်ခံပြီးတော့ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်ကူညီမယ်လို့ကြေညာချက်များထုတ်ပြန်ထားပါဗျ။ဒါပေမဲ့ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ရွေးကောက်ပွဲကိုလက်ခံမှာမဟုတ်ပဲရွေးကောက်ပွဲကျင်းပမှုများကိုလည်းအရေးယူမှာဖြစ်တယ်လို့သက်ဆိုင်ရာ KNU တပ်မဟာများအလိုက်ကြေညာချက်များအသီးသီးထုတ်ပြန်ထားကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်မလန်းကျေးရွာအနီးတဝိုက်မှာတိုက်ပွဲပြင်းထန်နေပြီးတော့စစ်တပ်ဘက်ကအယောက်30ကျော်တိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ6ရက်နေ့မနက်ပိုင်းကနေ အော်တိုဘားလာ၁၁ရက်နေ့အထိဖားကံမြို့နယ်မလန်းချေးရွာအနီးမှာတိုက်ပွဲများဇက်တိုက်ပြင်းထန်ခဲ့ပြီးတော့စစ်တပ်ဘက်ကအထိနာခဲ့တယ်လို့သိရပါဗယ်စစ်ခွေးတပ်ဘက်ကအထိနာသွားတဲ့အတော့လေရင်နဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗယ်စစ်တပ်ဘက်ကအယောက်30ကျော်တေဆုံးပြီးတော့ဒုတက်ရေမှုတအုပ်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗယ်ဖားကံမြို့ဖားကံအရှိတ်ဘက်ချမ်းမလန်းရွာတဝိုက်မှာစစ်ကောင်စီကလုံခင်းရမ်းချဘက်ကနေစစ်ကြောင်းထုတ်လာတဲ့အတော့တိုက်ပွဲဖြစ်တာဇက်တိုက်ပါပဲစစ်တပ်ဘက်ကအယောက်30ကျော်တေးတယ်စစ်ခွေးတပ်ဘက်ကဒုတက်ရေမှုတအုပ်ပြင်း ထန်ဒဏ်ရာရရှိသွားတယ်လို့ KIC ရဲ့သတင်းအရေးမြစ်ကပြောပြထားပါရယ်။ဒါအပြင်ဖားကတ်တိုက်ပွဲမှာစစ်ကောင်စီတပ်သားတအုပ်ကိုလည်းအရှင်ဖမ်းဆီးရရှိခဲ့ပြီးတော့အဲ့ဒီဖမ်းဆီးရရှိတဲ့တပ်သားဟာစနိုက်ပါကျွမ်းကျင်တဲ့တပ်သားဖြစ်ပြီးတော့နာမည်ဟာအောင်လင်းဦးဖြစ်တယ်လို့သိရပြီးတပ်ရင်း384ကဖြစ်တယ်လို့ပြောပါရယ်။ဖားကန်မြို့နယ်အနီးတစ်ဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေတာဟာလေးလာကျော်ကြာမြင့်နေပြီဖြစ်ပြီးတော့စေကောင်းစီတပ်သားပြည်သူ့စစ်ရာခနဲနဲ့ထိခိုက်သေးဆုံးထားတယ်လို့သိရပါရယ်။ အခုလိုထိခိုက်တိမ်ဆုံမှုတွေများပြားနေတဲ့အတွက်အကြမ်းဆစ်ခွေးတပ်ဘက်ကပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိနဲ့လက်နက်ကြီးများ drone များလက်နက်ငယ်များနဲ့ပစ်ခတ်တပ်ဖြတ်ခဲ့ရာပြည်သူအယောက်60နီးပါးတိမ်ဆုံပြီးတော့အယောက်290နီးပါးဒဏ်ရာရရှိထားတယ်လို့သိရပါတယ်အလားတူပဲအော်တိုဘားလ73ရက်နေ့ကဗမော်တိုက်ပွဲမှာလဲစစ်တပ်ဘက်ကဗိုလ်မှူးတအူအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့တိမ်ဆုံနိုင်တယ်လို့သိရပါတယ်မနေ့ကဗမော်တိုက်ပွဲပြင်းထန်တဲ့စစ်ခွေးတပ်ဘက်ကဗိုလ်မှူးတယောက်ပြင်းထန်ဒဏ်ရာရသွားတယ် အခြေအနေမကောင်းဘူးလို့သိရတယ်သေဖို့များတယ်လို့ KI ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ရွှေတချောင်းမြောင်းဘေးမှာရှိတဲ့နေအိမ်နဲ့ဆိုင်ခန်းတွေကိုစစ်တပ်ကအင်အားသုံးပြီးတော့ဖယ်ရှားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘာလ17ရက်နေ့မနက်ပိုင်းကစပြီးတော့မန္တလေးမြို့ချမ်းရည်သာဆန်မြို့နယ်86လမ်းရွှေတချောင်းဘေးကနေအိမ်တွေကိုစစ်ခွေးတွေနဲ့စီပင်ဝန်ထမ်းတွေကလမ်းတွေကိုပိတ်ပြီးတော့ဖယ်ရှားခိုင်းနေကြောင်း Voice of Mandalay အဖွဲ့ကအသိပေးထားပါဗျ။ဒါအပြင်လမ်းဘေးတစ်လျှောက်မှာဖွင့်လှစ်ထားတဲ့ဆိုင်တွေကိုလည်းဖယ်ရှားနေပြီးတော့ခင်းထားတဲ့ဆိုင်တွေကိုတင်းယူသွားကြောင်းဒေသခံများကပြောပါဗျ။ ခင်းထားတဲ့ခုံတွေလဲတွေအကုန်လုံးကားပေါ်တင်သွားတယ်ဘဲလိုက်ရွေးရမန်းကိုမသိဘူးလို့ဒေသခံဈေးတဲတူကပြောပါတယ်ဖယ်ရှားခံခဲ့ရတဲ့နေအိမ်နဲ့ဆိုင်ကန်းအရေးအတွက်ကိုတော့တိကျအထင်မပြုတ်နိုင်သေးပါဘူးစစ်ခွေးတပ်ဟာပြီးခဲ့တဲ့ဩဂတ်စ်လအတွင်းကလည်းမန္တလေးမြို့ပေါ်ကဆိုင်ကန်းတွေကိုမှန်တကားတွေတက်ခိုင်းတာတွေဆိုင်ရှိအဖိထုတ်ထားတာတွေကိုဖျက်ခိုင်းတာတွေပြုတ်လုခဲ့ပါသေးတယ်ငလျင်ကြီးရဲ့ဒဏ်ကိုကြုံတွေ့ခဲ့ရတဲ့မန္တလေးမြို့ကဆိုင်ကန်းရှင်တွေဟာဆိုင်ကန်းငှားဖို့အခက်အခဲတွေရှိနေတဲ့ကြားတွေကအခုလိုမျိုးစစ်ခွေးတိုက်ရဲ့ ဖယ်ရှားရှင်းလင်းမှုတွေကြောင်းပို့ပြီးတော့စားဝတ်နေရေးအခက်အခဲဖြစ်လာရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ TNL ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကနမ်ဆန်မြို့ကိုဒီကနေ့မနက်ပိုင်းမှာစစ်ကောင်စီကဘုံကျဲသွားပြီးတော့ဒါဟာ73ရက်အတွင်းမှာ၃ချိန်မြောက်လေကြောင်းကနေတိုက်ခိုက်ခဲ့တာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နမ်ဆန်မြို့နယ်အုံးဆန်ကျွရွာကို အော်တိုဘာလ14ရက်နေ့မနက်9:25မိနစ်ခန့်မှာစစ်တပ်က Jet Fighter နဲ့ဘုံကျဲသွားတယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။အသေးစိတ်အခြေအနေကိုတော့ထပ်မံအသိပေးမယ်လို့ဖော်ပြထားပါတယ်။အော်တိုဘာလ13ရက်နေ့နေကင်းပိုင်းကလည်းနမ်ဆန်မြို့နယ်ကယားကြီးကြီးရွာကို Jet Fighter နဲ့ဘုံကျဲသွားလို့အရသာတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အော်တိုဘားလ၄ရက်နေ့ကလည်းနမ်ဆန်မြို့နယ်ဇဲတုံဟုံးချင်းရွာကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ကလေး၂ဦးသေဆုံးပြီးကလေး၆ဦးအပါအဝင်ကိုးဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်တပ်ကပြီးခဲ့တဲ့အော်တိုဘားလ၁ရက်နေ့မှာကြောင်မဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ပြီးတဲ့နောက်ပိုင်း DNL ထိန်းချုပ်ထားတဲ့ဒေသတွေကိုစစ်တပ်ကလေကြောင်းကနေပြီးတော့နေတိုင်းလိုလိုဘုံကျဲနေပါတယ်။အော်တိုဘားလ၁ရက်နေ့ကနေအော်တိုဘားလ၁၄ရက်နေ့အတွင်းမိုးကုတ်ကြောင်မဲနမ်မတူမန်တုံနမ်ဆန်မိုးမိတ်မိုင်းလုံးတီဘောမြို့တွေကို စစ်ကောင်စီကဘုံကျဲလို့အရတားပြည်သူအယောက်30လောက်တေဆုံးသွားတယ်လို့သိရပါဗျ။စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေကိုဇက်တိုက်ကျူးလွန်နေလို့စစ်ရေးသတိရှိဖို့နဲ့လေကြောင်းရန်ကာကွယ်ဆိုင်ရာတွေကိုလိုက်နာကြဖို့ဒေသခံပြည်သူတွေကို TNL ကအတိပေးထားပါတယ်။ဒါအပြင်စစ်ကောင်စီကဒီကနေ့မနက်ပိုင်းမှာလဲချင်းပြည်နယ်မတူပီမြို့ကိုလေကြောင်းကနေဘုံကျဲသွားပါသေးတယ်။မတူပီမြို့ပေါ်ကိုဘုံကျဲတာဖြစ်ပြီးတော့ထိခိုက်မှုအခြေအနေကိုတော့မသိရသေးဘူးလို့ဒေသခံတွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ နေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရနေ့တိုင်းဒဝဲဘိတ်ပြည်တော်စု လမ်းပိုင်းမှာအခုရက်ပိုင်းအတွင်းလူငယ်အယောက်80ကျော်စစ်မှုထမ်းဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ခွေးတပ်ဟာအော်တိုဝါလ9ရက်နေ့ကစပြီးတော့ဒဝဲဘိတ်လမ်းပိုင်းကဒဝဲပေါက်တိုင်းကြီး တရချောင်းမြို့ဝင်ဂိတ်ပလောတရာဂိတ်တို့မှာလူငယ်တွေကိုဥတီပြီးတော့ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်ဖမ်းဆီးခံရတဲ့လူငယ်တွေဟာအသက်18နှစ်အရွယ်ကနေ30ကျားရှိတဲ့သူတွေဖြစ်ပြီးတော့အဲ့ဒီထဲမှာခရီးသွားလူငယ်တွေအများဆုံးပါဝင်တယ်လို့သိရပါတယ်ဖမ်းဆီးခံလိုက်ရတဲ့လူငယ်တွေကိုတော့ပလောအခြေဆိုင်တိုင်းဘဟုအမှတ်ဆက်နဲ့လေ့ကျင့်ရေးသင်တန်းကျောင်းနဲ့ ဘိန်းကျွန်းစုဘက်ကရေးတဲ့စခန်းကဏ္ဍကြောင်းတွေကိုပို့ဆောင်ထားတယ်လို့သိရပါဗျ။စစ်ကောင်မရှင်တပ်ဟာခရီးသွားလူငယ်တွေကိုစစ်မှုထမ်းဖို့ပြစ်မှတ်ထားဖမ်းဆီးနေတာကြောင့်အထူးသတိထားသွားလာကြဖို့အတွက် KNU တပ်မဟာလေးအထူးတပ်ဖွဲ့တာဝန်ခံကသတင်းပေးဖို့ပြောကြားထားပါဗျ။တစ်ဖက်မှာလည်းစစ်ကောင်မရှင်တပ်ဟာပြည်သူစစ်မှုထမ်းတင်နန်းတွေအတွက်နိုင်ငံအနှံ့ကစစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်တွေကိုနီလန်အမျိုးမျိုးနဲ့ဖမ်းဆီးပြီးတော့စစ်မှုထမ်းစစ်သားတပ်တွေစုဆောင်းနေတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ